အစွမ်းထက်လာတဲ့စာတာဘာဝနဲ့တိမက်ဖွယ်ကြောင်းပြောချင်ပါတယ်စာတာဘာဝဆိုတဲ့စမာကြီးလေးလုံးဟာထူးခြားစွမ်းရည်အာနိသင်တွေရှိပြီးအကျိုးထက်မြက်လာပါတယ်ပရောကတိုက်ခဏတွေကကင်းဝေးစေဖို့ဘေးရန်ကင်းဖို့အနည်းငယ်ပေါင်းကကင်းဝေးဖို့ကိုတွင်းယောဂဝေဒနာပျောက်ကင်းဖို့ရှင်းလောကီဆရာပညာရှင်တွေကတီထွင်ကျင်စားပါတယ်ဒါပေမဲ့ဒီစမာနဲ့ပတ်သက်ပြီးလွဲမှားနေတဲ့ချက်ကတော့ဒီစမာလေးစုအားဖျားလေးစုစောင့်ရှောက်တယ်ဆိုတဲ့ချက်ပါအမှန်စစ်စစ်ပညာရှင်တို့ဟာ ဖျားလေးစုကိုရည်မှန်းပြီးစာတာဘာဝါဆိုတဲ့အခေယာတို့ကိုအတူတုံထုံထားခြင်းစမအနေနဲ့တုံထုံထားခြင်းဖြစ်တယ်လို့ယူဆမိပါတယ်။ဒီစမတွေဟာဤကဘာမှာပွင့်တော်မူပြီးသောဖျားလေးစုတို့ရဲ့ဉာဏ်တော်သုံးပါးရတဲ့ဖျားဖြစ်တဲ့နေ့နေထူးနေ့မြတ်ကိုရည်ညွှန်းထားခြင်းဖြစ်ပါတယ်။ရှင်းပြရမယ်ဆိုရင်ကကုတန်ဖျားရှင်အင်္ဂါနေ့စာလုံးအခေယာတေဇောကောနာကုံဖျားရှင်စနေနေ့တောက်ချိုက်အခေယာဝါယော ကတ္တမဖျားရှင်ကျောတော်ပလေးနေဘလက်ချက်အခရာအဘောဂေါတမဖျားရှင်ဗုဒ္ဓဟူးနေဝါအခရာပထဝီဖြစ်ပါလေအဲ့ဒီချိန်ကယဟန်နေဟာယနေ့ခေတ်လိုသင်္ကန်းတွေမဝတ်ဆင်ရပဲအများဆုံးပြစ်ထားတဲ့အဝတ်စားတွေပန်တကုအဝတ်စားတွေကိုရှော့ဖော့အချီတွေနဲ့ချုပ်တစ်ခေါက်ဆိုးထားတဲ့ပန်တကုသင်္ကန်းသာဝတ်ဆင်ရပါတယ်ဒီလိုချုပ်ရမှာသင်္ကန်းရဲ့အနာသက်ဆုံးတဲ့အခါဘိန်တို့အခရာတွေဟာချုပ်ရိုးအတိုင်းလိုလျောက်ပေါ်လာတယ်လို့ လေ့လာမှတ်သားဖို့ပါတယ်ဒီစမားတွေနဲ့ပတ်သက်ပြီးမူကွဲတစ်ခုကတော့စမားလေးလုံးဟာနေနှစ်လောက်ကို ပေါင်းဆက်ဝါအခရာတဖန်လူဝင်ရဲ့ဝမ်ဘိုက်ကဝါအခရာမြေချောင်းအဲ့တမုန်တရားမှာနေတဲ့ငရဲအမိများရှိ စာလုံးအခရာ ကောင်းကင်မှာပြန်တန်းကျစားတဲ့စမ်းကျတဲ့ဥတော်ခန့်အဖြစ်များမှာရှိတဲ့ဓာတ်ချိုင်အခရာခြေရှိချောင်းရှိတဲ့ပုဇွန်လုံးကြောင့်မှဗလက်ချိုင်အခရာဒါကြောင့်စမာကြီးလေးလုံးလင်္ကာကိုရှေးပညာရှိတို့ကငရဲပုဇွန်လူဝင်ဥတော်လို့ပြီး၎င်း နေလောက်ဥထောင်းတွင်အောင်ပစွန်ဖော်ညုံရက်လေးတန်အခရာကို စာတာဘာဝဟုမှတ်ယူရဤဆိုပြီး၎င်းဆိုမင်းခဲ့ပါတယ်စာတာဘာဝကာရတော်ကြီးရှိပါတယ်စစခုမောစရမောစိန်နောဒဒမညူးဒမန်သာမိကောဘဘလူပေတော်ဗလာဒလောဝဝရတော်ဒေတုမေရန်ဂါရတော်ကြီးဖြစ်ပါတယ် စကုမာဒိဗ္ဗစကုပညာစကုဗုဒ္ဓစကုတမန္တာစကုဓမ္မစကုဆိုတဲ့စကု၅ပါး ਨੇ ပြည့်စုံတော်မူသောစရမာစီနောအကုသို့ဖို့ကဝေးကွာအောင်ကျင့်ကြံအပ်ပြီးသောဓမ္မညုတိစီယမှန်သမျှတရားဖုံဖုံအလုံးစုံသိတော်မူသောဓမ္မန်တာမိကောဓမ္မခန္ဓာပေါင်း7400ကိုပိုင်ရှင်ဖြစ်တော်မူသောဘလူပေတော်နိဗ္ဗာန်တီးဆိုသောကံတစ်ဖက်ကိုလှန်တက်တော်မူပြီးသော ဗလာဒလောအားဆယ်ပါကိုစုံတော်မူပြီးတော့ဝရတော်အမျက်ခေါမှုပုဂ္ဂိုလ်သူဖြစ်တော်မူသောတတဘဂဝါတော်မြတ်စွာဘုရားအားနမောရှိကိုပါ၏တေမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသည်မေတ္တိတော်အားဝရံစုထူးစုမြတ်အပေါင်းကိုဒေတုရွှင်ပြောင်းကြည်စွာပေးသနာတော်မူပါဘုရားလို့ဖြစ်ပါလေရှေးလောကီပညာရှင်တွေက စာရဘာဝနဲ့ပတ်သက်ပြီးစာရဘာဝသည် အိဆာန္ဒနာလိုရာစွန့်ကြောင်း အဋ္ဌိရှုပြီးမြောက်ကြောင်းရှင်းဆက်ရပြီးမြောက်ကြောင်းတဘောသူလိုကျန်လို့မရကြောင်းကိုပြောင်းစိတ်ခွန်နိုင်ခြင်းစင်ညွန်ရပြီးခြင်းလုံရင်ဆန္ဒမှန်သမျှပြီးမြောက်ခြင်းကို ရှိတယ်လို့သိရပါတယ်